တိတ်တိကုံဂုံတော်တို့ဤတကုံးနဲ့လိုရာပြမြောက်ခြင်းစိတ်ဤစွမ်းအားယုံကြည်မှုဤတကုံးနဲ့လောကတတ်တော်ရင်ဖွက်ထားသောလျှောက်ဝက်ချင်များကိုဖော်ထုတ်တင်ဆက်နေသော channel မှာဓမ္မမိတ်ဆွေအပေါင်းကိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါသည်ကြောင်းနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာယခုကျွန်တော်တို့ရဲ့ဓမ္မမိတ်ဆွေအပေါင်းကိုဖွင့်ချပေးမယ်အကြောင်းအရာကတော့ပုံမှန်ဂုံတော်များရွတ်ဆိုခြင်းတဲ့အစာအပေါင်းများစွာပုံမှန်နဲ့ပြီးတော့လူအများ တတိမထမိတဲ့အလျော့ဘချက်တခုအကြောင်းပါပဲအဲ့ဒါကတော့ဓမ္မမိတ်ဆိုရွတ်ဆုံနေတဲ့တရဏဂုံသုံးပါးရဲ့နောက်ွယ်မှာဖွက်ထားတဲ့စက်ကြဝလာရဲ့အလျော့ဘနံပါတ်နဲ့မြတ်စွာဘုရားရဲ့အစွမ်းထက်ဆုံးတရားတော်ဖြစ်တဲ့ပဋ္ဌာန်း၄၄ပစ္စည်းတို့ရဲ့အံမခံပေါင်းစပ်မှုအကြောင်းပါပဲဗျာကျွန်တော်တို့ဘုရားဘာသာဝင်တွေဟာတရဏဂုံကိုရွတ်ပတ်ပူဇော်တယ်ပရိစိတ်တယ်အဋ္ဌိဌံဝင်ကြတယ်ဒါပေမဲ့ဒီလိုပြုလုပ်တဲ့အခါမှာတချို့သူတွေဟာ ဘာကြောင့်ထူးထူးခြားခြားအကျိုးပေးမြန်ဆန်းပြီးတော့တချို့မှာတော့အကျိုးပေးထိုက်တဲ့တလောက်ပဲရကြရတယ်ဆိုတာကိုဓမ္မမိတ်ဆွေများသတိထားမိကြပါတော့ခင်ဗျအဖြေကတော့တရဏဂုံရဲ့အတွက်မှာနက်နဲစွာကိန်းအောင်နေတဲ့မဟာဆွမ်းအားနဝင်းတဟူပါဝါရဲ့လျှောက်ဝဲစွာတရှိနေသောတော့ချက်ကိုတိရှိအသုံးချနိုင်ခြင်းရှိမရှိအပေါ်မှာမူတည်နေလို့ပါပဲဒီအကြောင်းကိုသခိုင်းမျိုးပေါ်တော်မူဖျားပေါ်တော်မူမင်းเจ้าမှာ တရင်တုံးနေတော်မူတဲ့ဆရာတော်လေးကိုယ်တိုင်ဟောကြားတော်မူသောအန်ချီမကုံတရဏကုံတရားတော်ကနေထုံနှုံပြီးတော့ကျွန်တော်ရဲ့ဂံပိဒရှုတော်မှလေလာတွေ့ရှိခြင်းများတွင်နဲ့ပေါင်းဆက်ခါဓမ္မမိတ်ဆွေတို့ကိုလက်ဆင့်ကမ်းဓမ္မဒါနပြုခြင်းဖြစ်ပါတယ်။ဒီတော့ပထမတော့ချက်အနေနဲ့တရဏကုံသုံးမအတွင်မှာလျှို့ဝှက်စွာရှိနေသောပါဝါမဟာဆွမ်းအားတို့ကိုဘယ်နောက်အရေးအတွက်ရှိလဲဆိုတာကိုကျွန်တော်နဲ့အတူ ဒီလျှို့ဝှက်ချက်ကိုတဆင်ချင်းဖွင့်ကြည့်ကြအောင်ဗျာဓမ္မမိတ်ဆွေရဲ့လက်ချောင်းလေးတွေနဲ့လိုက်ချိုးရွတ်ပါစပါပြီဘုံဒံသရနံဂိသာမီဘယ်နှလုံးရှိပါလဲဟုတ်ပါတယ်ပါဠိတော်ရှင်းလုံးရှိပါတယ်အဲဆက်လက်ပြီးတော့ရွတ်ပြရအောင်ဒံမန်သရနံဂိသာမီပါဠိတော်ရှင်းလုံးရှိပါတယ် တံကံတရနံကိသာမိပါဠိတော်ရှင်းလုံးရှိပါတယ်ဒါကြောင့်တရဏဂုံတပားလျင် ပါဠိတော်ရှင်းလုံးရှိပြီးတော့၃ပါးပေါင်းတော့24လုံးသောပါဠိတော်ရှိနေတာကိုအံ့ဩပေါ်ရတွေ့ရပါတယ်ဒါဟာအမတ်တမဲ့တာမန်ဖြစ်ပေါ်လာတဲ့ကဏ္ဍတစ်ခုတော့မဟုတ်ပါဘူးဗျဒါပထမတော့ကြည့်ရလူဝဲအဖြေ24တခုမှတ်ထားပါဒုတိယမြောက်တော့ကြည့်ဗုဒ္ဓံတရဏကိသာမိ ကိုပါသောဂုံတော်တို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအာကိုွယ်ရှိကပ်ပါ၏ဓမ္မတဏ္ဍာကိစ္စမီ6ပါသောဂုံတော်တို့နှင့်ပြည့်စုံတော်မူသောတရားတော်မြတ်အာကိုွယ်ရှိကပ်ပါ၏တန်ဃာတဏ္ဍာကိစ္စမီကိုပါသောဂုံတော်တို့နှင့်ပြည့်စုံတော်မူသောတန်ဃာတော်မြတ်အာကိုွယ်ရှိကပ်ပါ၏ဒါကြောင့်ဘုရားဂုံတော်9ပါးရေတရားဂုံတော်6ပါးရေတန်ဃာဂုံတော်9ပါးရေ၃မျိုးပေါင်းတော့24ဆိုတဲ့ဂဏန်းတစ်ခု ထပ်ရပါတယ်ဒီတော့ ။စောတော့ကဖော်ပြခဲ့တဲ့တရဏဂုံ၃မရဲ့ပါဠိအက္ခရာပေါင်း24နဲ့ယခုဂုံတော်၃မပေါင်း24နဲ့ဟာအတိအကျထတ်တူကြနေခြင်းဟာတိုက်ဆိုင်မှုတဲ့ကြော်လွန်တော်ဓမ္မရဲ့အံ့ပွေတခတတဖြစ်မှုပါပဲ။ဂမ္မိတတကအယစက်ကြဝလာရဲ့ပြီးမြောက်ပြည့်စုံတဲ့ညီညွတ်မှုပါပဲဗျာ။တဖန်ဓမ္မမိတ်ဆွေတို့တရဏဂုံနဲ့ပဋ္ဌာန်းနဲ့စက်ဒီပစီကိုတွဲပြီးတော့အဋ္ဌံဝင်တဲ့အတွက်24သုံးခုဟာစွမ်းအင်ကွန်ရက်တစ်ခုလိုချိတ်ဆက်မိသွားတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကိုဆက်ပြီးနားထောင်ကြည့်ပါတဏ္ဍကုံ၃ပါးနဲ့ပါဠိအခရာပေါင်းက24ဂုံတော်၃ပါးဂုံတော်ပေါင်းက24ပဋ္ဌံတရားပစ္စည်းပေါင်းက24 24 3ကပေါင်းတော့82ဆိုတဲ့အလွန်အစွမ်းထက်တဲ့ဂံဗီဒဂိမ်းတစ်ခုဖြစ်ပေါ်လာပါတယ်အဲ့ဒီ82ကိုတစ်ချက်မှတ်ထားပါတတိယတော့ချက်ဖြစ်တော့အဓိကတော့ချက်ကဒီမှာလာပါပြီကျွန်တော်တို့ဓမ္မမိတ်ဆွေတို့ဟာ တရဏဂုံ၃ပါးနဲ့ပဋ္ဌာန်း၂၄ပစ္စည်းတို့ကိုတွဲပြီးတော့အထက်ချောင်းဝင်တဲ့အတွေ့၃နဲ့၂၄ကိုတိုက်ရိုက်ပေါင်းဆက်လိုက်ရင်၂၇ဆိုတဲ့ကိင္ကဏတခုထပ်ရပါလေအခုကျွန်တော်တို့မှာအဖြေတစ်ခုရထားပါပြီပထမအဖြေ82ဒုတိယအဖြေ29ရှေ့ပညာရှင်ကြီးတို့ရဲ့ဂံဘိရပညာအရ82နဲ့29ဆိုတဲ့ခဏတစ်ခုဟာကဲကင်းမိတယ်လို့ဆိုပါတယ်စัจ java ရဲ့စွမ်းအားစီးကြောင်းနှစ်ခုတစ်ထပ်အထက်ကျသွားတာကိုဆိုပါတယ် တနည်းအားဖြင့်အချင်းချင်းအပြန်အလှန်အထောက်အကူပြုဝပြီးတော့စွမ်းအားကိုအစာပေါင်းများစွာတိုးပွားစေသောဂိတ်နှစ်ခုရဲ့ချိတ်ဆက်မိခြင်းပါပဲ။ဒါကြောင့်လော့ဂီကိစ္စဟူသည်များကိုလိုရာပြည့်စေတဲ့စွမ်းအားတစ်ခုဖြစ်ပေါ်လာပါတယ်။ဥပမာပြရရင်ကြိုက်တီယိုဖျားကနှစ်ခွန်လေး၊ရွှေတကွန်ဖျားကလေးခွန်နှစ်ဖျားနှစ်စုကိုတဆက်တည်းအတိတ်ကဝင်လျင်တရုတ်လို ထောင်ကဲမြန်မာလိုတထက်ဖြစ်တယ်လို့ရှေ့လူကြီးတွေဆိုသမှပြုကြပါတယ်။82နဲ့29ဟာ ထိုနည်းအတူပါပဲဒါဟာဂုံတော်တွေရဲ့နောက်ွယ်မှာရှိသောကိင္ကနန်းတွေရဲ့ဆွမ်းအင်နေရာမှာတရားတွေပါပဲအခုဓမ္မမိတ်ဆွေတို့ကို ကိုယ်တိုင်တရဏဂုံတုံးမှာပဋ္ဌာန်း24ပြည့်စည်ကိုတွဲပြီးတော့အဓိဋ္ဌာန်ဝင်တဲ့အခါအဲ့ဒီ82နဲ့29တို့ရဲ့ကက်ကင်းဆွမ်းအားကိုကိုယ်တိုင်ရရှိမှာပါပဲဗျာလက်တွေ့အသားကြင်ညာကြည့်ပါဗျာအဖြေကတင့်မော်ရတဲ့ကိုအလိုလိုကိုရောက်လာပါလိမ့်မယ်ဗျာဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ကျွန်တော်တို့ရထားတဲ့အဖြစ်တစ်ခုဖြစ်တဲ့80နှစ်နဲ့20ကုန်ကိုပေါင်းကြည့်လိုက်ပါကိုကိုဆိုတဲ့နဝင်းအဓိပတိကိန်းကဏ္ဍကိုရပါတယ်ဒါဟာတမန်နဝင်းမဟုတ်ပါဘူးဗျနှစ်ထပ်နဝင်းဖြစ်ပြီးတော့နဝင်းကိန်းရဲ့ဒီအထုတ်အထိပ်ပါပဲ စောတာကကျွန်တော်ပြောပြခဲ့တယ်တန်တကုံသုံးမားနဲ့ပထမ20 dpc နဲ့ပေါင်း29ရဲ့အားလုံးပေါင်းရင်69ရဲ့ကိုဂမ်ဘီရာအခေါ်အရာတရင်ကြီးနဝင်းကြီးတတ္တပိတာကြီးလို့ခေါ်ပြီးတော့လော်ကီကိစ္စအဝမကိုအကျွင်းမဲ့ပြီးမြောက်အောင်မြင်စေနိုင်တဲ့အဆုံးစွန်သောဇွတ်အားကိုဒါတတ်မှတ်ပါလေဗျာဒါကြောင့်တရဏကုံနဲ့ပထမကိုတွဲဖက်ကြည့်ညာအထုတ်တဲ့ဓမ္မမိတ်ဆွေတယောက်ဟာနံပါတ်1ဂမ်ဘီရာကိင္ကနန်းတို့ရဲ့လျှို့ဝှက်စွမ်းအင်းနံပါတ်2မိမိရဲ့မကြိုးမပေါက်တဲ့သီလစွမ်းအား နံပါတ်၃ယုံကြည်မှုအပြည့်ရှိတဲ့သရစွမ်းအားနံပါတ်၄ဇွဲလုံးလားနဲ့အထုတ်တဲ့ဝိရိယစွမ်းအားဒီစွမ်းအားလေးကိုပေါင်းစိုက်လိုက်တဲ့အခါမှာဓမ္မမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကကောင်းမြတ်တဲ့နတ်ကောင်းနတ်မြတ်တွေဓမ္မမိတ်ဆွေကိုစောင့်ရှောက်နေတဲ့တမန်တော်ဝနတ်မင်းကြီးတွေကမစောင့်ရှောက်ဖဲနဲ့တော့မနေနိုင်တော့ပါဘူးဗျာအဲဓမ္မမိတ်ဆွေဆန္ဒပုသမြတ်တွေကိုဖြည့်ဆည်းပေးဖို့ရာအသင့်ဖြစ်နေပါတော့တယ်ဒီတော့လက်တွေအကျိုးရှိရရှိရန်ဒိဋ္ဌံဝင်ကြီးကိုပြောပြပါမယ်နံပါတ်1 တရရှိလုံးရှိသောပရိဖြင့်ဆွေရပါမည်။နံပါတ်2မနေ့တစ်ကြိမ်ညတစ်ကြိမ်အချိန်မှန်နေရာမှန်ပရိစိတ်ပါ။နံပါတ်3တရဏကုန်းနဲ့ပဋ္ဌာန်း၄ပစ္စည်းကိုတစ်ခါတည်းတွဲပြီးတော့ဆိုပါ။ကျွန်တော်ပူဇော်ပြပါမယ်ပရိတလုံးစာ။ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဟေတုပစ္စယောအာရမဏပစ္စယောအာဓိပတိပစ္စယောအနရရပစ္စယောတမနန္ဒရပစ္စယောသခသဒ္ဒပစ္စယောအိညာမိညာပစ္စယောနေတယပစ္စယော ဝုပနေတယပစ္စယောပုရိသတပစ္စယောပိစ္ဆာသတပစ္စယောအာသေးဝနပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောအိန္ဒိယပစ္စယောဇာနာပစ္စယောမက္ခပစ္စယောဗံမယုတ်တပစ္စယောဝိပယုတ်တပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောဒီအဲ့ဒီကြမှာပရိသလုံးချပြီးတော့တရရှစ်လုံးပရိတပတ်ပြေအဲ့ဒါမျိုးပရိကိုပတ်စေရပါမိနံပါတ်၄က ကိုယ့်ရဲ့အဋ္ဌံဝင်ရပါမယ်တဲ့နော်ဒီအဋ္ဌံဒီဓမ္မမိတ်ဆွေရဲ့ဘဝမှာသိမ်မွေ့တဲ့ပြောင်းလဲမှုတွေကနေပြီးတော့ထင်ရှားထူးခြားမှုတွေအထိတခုမဟုတ်တခုကလက်တွေ့ကြုံရပြိမ့်မယ်ဆိုတာကိုကျွန်တော်သိတိကုံ channel ကနေပြီးတော့အာမခံပြီးတင်ဆက်လိုက်ရပါတယ်ခင်ဗျာသိတိကုံ YouTube channel ကိုကြည့်ရှုနားတော်တာဆင်းရဲကြကုန်သောဓမ္မမိတ်ဆွေအပေါင်း လျှို့ဝှက်နဲ့နဲသောဓမ္မဤအစွမ်းဖြင့်ကိုယ်စိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်လိုရာဆန္ဒများလျင်းမြန်စွာပြည့်စုံကြပါသည်လို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခမညာ